င်္ဂလာပါရှင်။2025ခုနှစ်ဇွန်လ22ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မှုမှုပါရှင်။ဒေါ်လာရေးတက်များဥက္ကဋ္ဌစခန်းကိုပိတ်ဆို့ဖြတ်တောက်ထားကထိုင်းကဂျမ်ဘာဖွင့်ထား၍ drone ဖြင့်တိုက်ခိုက်ရန်အခက်တွေ့နေပါရရှင်။ကျိုးပင်ကောင်မှာ PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းနေတဲ့စစ်တပ်တောက်တိုင်တအူးပြစ်ခတ်ခံရပြီးတေဆုံသွားပါတယ်။ ဖြူမြို့မှာရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မှတ်တွဲရေးစစ်မှုထမ်းအဖြစ်တွတ်သွင်းခံရတဲ့တတတစ်ထမျက်ဝင်ခရယာနန်းနေထောင်ကို အလင်းဝင်လာပါတယ်။အလင်းမဝင်မီစေးရာရှိကနားကနေတွေးကြတဲ့အထိရိုက်ခံရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကစေးကြောက်ဆိုင်ကိုဝင်ရောက်စီးနှင်းခဲ့ရမှာမြန်မာအလုတ်သမား2ဦးဖမ်းဆီးခံလိုက်ရပါတယ်။ စစ်တောင်းချင်းတွင်းနဲ့ဘကိုးမြင့်ရင်များစိုးရင်ရင်မတ်ရောက်ရှိလာမည်ဖြစ်၍မြစ်ကမ်းမှာနေထိုင်သူများရွှေ့ပြောင်းနေထိုင်ကြရန်တတိပေးထားပါရရှင်ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာထိုင်းနယ်စပ်စီမင်းအနီးကစစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကပိတ်ဆို့ဖျက်တောက်ထားပြီးထိုင်းစစ်တပ်ကဂျမ်ပါတွေဖြန့်ထားတဲ့အတွက်ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ကရင်စစ်ရေးတည်ထင်အမြင့်တွေကပြောပါတယ်။စစ်ကောင်စီတပ်ကလွန်ခဲ့တဲ့3နှစ်မှာစကမ်းမကြအောင် ခုခံနိုင်ခဲ့တဲ့ဩဂရထတက်စကောင်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဇွန်လ17ရက်နေ့မှာစတင်ပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။လက်တလောမှာကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လူမျိုးရေးတပ်မတော် KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ PDF ပူးပေါင်းတပ်စစ်ကြောင်းတွေကဩဂရိတာတက်စခန်ကိုဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်ထားတယ်လို့ကရင်စစ်ရေးတရင်မြစ်တွေကပြောပါတယ်။အကုန်လုံးဖြတ်တောက်ထားပြီးသူတို့ဘယ်မှသွားလို့မရတော့ဘူး။တိုက်ပွဲတွေကတော့အကြီးကျယ်မဖြစ်သေးဘူး။ဝိုင်းထားတဲ့အနေထားပဲစစ်ကူလည်းမလာနိုင်တော့ဘူးလေ။ရိတ်ခါတွေလည်းအကုန်ဖြတ်တောက်ထားတာသူတို့ဘာနဲ့ပို့မလဲလို့ကရင်စစ်ရေးတရင်မြစ်ကပြောပါတယ်။ဒါပေမဲ့နေဆက်ချစ်နေလို့ထိုင်းစစ်တပ်ကဂျမ်ဘာတွေဖွင့်ပေးထားလို့တော်လရင်တပ်ဖွဲ့တွေ drone နဲ့တိုက်ခိုက်လို့မရဖြစ်နေတယ်လို့ကရင်စစ်ရေးတရင်မြစ်ကပြောပါတယ်။ နယ်စပ်ဖြစ်နေတော့ဖွင့်ပေးထားတာဟိုဘက်ကဖွင့်ရင်ဒီဘက်မှာညှိရပဲဒီဘက်မှာ drone လွတ်လွတ်မရတော့ဘူးရမှာပါအချိန်တန်လဲပြီးသွားမှာပါသူတို့ကဘာရိတ်ခါမှမရှိရင်ဘလောက်တောက်ခတ်နိုင်မလဲလို့သူကဆက်ပြောပါတယ်စစ်တပ်ကတက်ရှိ CEO လို့အမြင်နဲ့ဝါရဖြန့်ဇက်ကရိုက်ထားတဲ့ဥက္ကဋ္ဌတက်စကန်ကိုတော်လန်ရဲတပ်ဖွဲ့တွေက2022ခုနှစ်ဇွန်လ26ရက်နေ့မှာပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ စခန်းရဲ့နေရာတချို့ကိုတင်ပိုက်နိုင်ခဲ့ပေမဲ့အပိတ်မတင်ပိုက်နိုင်သေးပါဘူးပထမအကြိမ်ထိုးစစ်ရဲ့၃နှစ်နီးပါးရှိလာတဲ့အချိန်မှာပဲကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ PDF ပူပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ဖို့စတင်ခဲ့တာပါဒါကြောင့်ဒီတစ်ကြိမ်ထိုးစစ်မှာ KNN နဲ့ဥဆောင်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေပို့ဆောင်လာတာလည်းဖြစ်ပါတယ်ဩဂရိထရွာဟာမြောက်ရီမြို့တောင်ဘက် လေးကီကောဒေတာနဲ့မြော်ရီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ကာလန်ချောင်းပေါ်မှာတရှိပြီးတော့စစ်ကောင်စီရဲ့အဓိကတပ်စခန်းဟာဩဂရိထရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာတရှိပါတယ်။ဒါအပြင်မြော်ရီတောင်ဘက်မှာရှိတဲ့စစ်ကောင်စီရဲ့တိကပလဲတပ်စခန်းကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကပိတ်ဆို့ဖျက်တောက်ထားပြီးတော့ဒရုန်းတွေနဲ့ဇက်တိုက်တိုက်ခိုက်နေတယ်လို့ကရင်စစ်ရေးတပ်ရင်းအမြင့်တအုပ်ကပြောပါတယ်။ KNN အနေနဲ့ PDF ပူပေါင်းစစ်ကြောင်းတွေဟာတိကပလဲတပ်စခန်းကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပါတယ်။အရေးပါတာတော့အကုန်ရေးပါကြတာပဲ။ Ogreta ကတော့အဓိကကြတာပေါ့။သူကဝော်လင်နဲ့အဓိကဆိုတော့အခုစခန်းနှစ်ခုရဲ့ဝော်လီရဲ့ဆိုနေဆက်မှာပြီးပြီးမရှိတော့ဘူးလို့ကရင်စစ်ရေးတရင်မြစ်ကပြောပါရယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းနေတဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်းကိုမိုးစုသူကိုပြစ်ခတ်ခဲ့ရမှာတေဆုံးခဲ့ကြောင်းတာယာဝရီခိုင်တက်ရင်383ညတက်ခွဲကြောင်း Black Dragon GPK PDF မှတာဝန်ရှိသူတို့ကပြောပါတယ်ဇွန်လ20ရက်နေ့ညနေ4:30မိနစ်အချိန်မှာကျိုးပင်ကောင်းမြို့နယ် မန်ပင်ထူးကျေးရွာနေထိုင်တဲ့အကျွမ်းဖတ်စစ်တပ်တောက်တိုင်ကိုမိုးကိုတာယာဝရီခရိုင်တက်ရင်3832တက်ခွဲ6 Bluff Dragon GPK PDF မှာရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ကိုမိုးကဒေါ်လာရင်းရဲဘော်တွေရဲ့သွာလာလှောက်ရှောင်မှုကိုဖုံးဖြစ်မှတ်တမ်းရိုက်ကူကအကျွမ်းဖတ်စစ်ကောင်စီတပ်သားတွေထံကို ပေးပို့ခြင်း။ကျေးရွာနေလူငယ်တွေကို PDF တွေလို့ဆိုကစစ်တပ်ထံကိုမမှန်တဲ့သတင်းပေးပြီးတော့ ဖုန်းဆက်တိုင်ကြားခြင်းဒေတာနေပြည်သူတွေကိုစစ်တပ်နဲ့ပူးပေါင်းကအနိုင်ကျင့်ချင်းချောက်ချင်းများလှုပ်ဆောင်နေခြင်းကျူးလွန်နေသူဖြစ်ပြီးတော့ပြည်သူတွေတိုင်ကြားနေတာကြောင့်စီစစ်အတီးပြုတ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မန်ပင်ထူးကျေးရွာအုပ်စုမှာတွာလာနေတဲ့တာမန်လူငယ်တွေကိုပြည်သူတွေပါဆိုပြီးတော့စစ်ခွေးတွေစီကိုကိုမိုးရဲ့သတင်းပေးတိုင်ကြားမှုကြောင့်လူငယ်တွေရှောင်နေရပါတယ်။စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပြည်သူတွေကိုချင်းချောက်အနိုင်ကျင့်ပိုးကြတယ်။ အဆိုးဆုံးကတော့ရိုးမထဲက PDF အဖွဲတွေဆင်းလာတာကိုဖုန်းနဲ့ဗီဒီယိုခိုးရိုက်ပြီးတော့စစ်ခွေးတွေစီပို့တာအဲ့ဒီကောင်လှုပ်နေတာကိုပြည်သူတွေကခဏခဏသတင်းပို့တိုင်ကြားနေတာကြောင့်ကျွန်တော်တို့တေချာစီစစ်ပြီးမှအရေးယူခဲ့တာလို့တရားဝရီခရိုင်တက်ရင်3832တက်ခွဲ6 Bluff Dragon GPK PDF မှာတာဝန်ရှိသူကပြောပါတယ်တရားဝရီခရိုင်တက်ရင်3832တက်ခွဲ6 Bluff Dragon GPK PDF တပ်ဖွဲ့အနေနဲ့ပြည်သူတွေနဲ့တော်လန်ရေးရဲဘော်တွေကိုဒုက္ခပေးနေတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများအပြင်စစ်တပ်ထောက်တိုင်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမှဖြစ်၍ပြည်သူတွေအနေနဲ့သူတို့အနီးသွာလာနေထိုင်ခြင်းကိုလုံးဝလုံးဝမပြုကြရန်အသိပေးနှိုးဆော်ထားပါတယ်ရှင်ဆလဘီဘကိုးတိုင်းဖြူမြို့နယ်မှာအုတ်ချုပ်ရည်မှုနဲ့မတည့်၍စစ်မှုထမ်းအဖြစ်သွတ်သွင်းခံရတဲ့တပ်သားတစ်ထက်မြက်ဝင်းကအောင်စရာစစ်ကြောင်းခမရ 338ထံမှာတာဝန်ကျနေရမှာ KNN ထံမှာအလေးဝင်လာကြောင်း KNN ဗဟိုဌာနချုပ်ကသတင်းထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းဒေသကြီးဖြူးမြို့ဗိုလ်ချုပ်ရက်ကွက်36လမ်းမှာနေထိုင်တဲ့မောင်ထက်မြတ်ဝင်းကရက်ကွက်အုတ်ချုပ်ရည်မှုနဲ့မတည့်တာကြောင့်စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲခံရပြီးတော့စစ်မှုထမ်းတင်ထမ်းကြောင်းကိုအပိုခံခဲ့ရကြောင်းအဲဒီနောက်မှာအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအောင်စရာစစ်ကြောင်း ခမရ338ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။တက်ထဲရောက်တာတော့ပေါ်တာဆွဲခံရတာ။ဘာကြောင့်ဖန်တယ်လဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုကို အုတ်ကြီးကမကြည့်ဘူးတော့ကျွန်တော်တို့ကိုထဲ့တယ်။အုတ်ကြီးကပတ်စံရတော့အကုန်ထဲ့တာ။ဒါကြောင့်ကျွန်တော်တက်ထဲရောက်လာတာလို့အလင်းဝင်လာတဲ့တက်သားထမ်းမြက်ဝင်းကပြောပါတယ်။စစ်တပ်ထံမှထွက်ပြေးကအလင်းဝင်လာခြင်းမှာ စစ်တပ်အတွင်ကြီးနိုင်ငယ်ချင်းနှိပ်စက်မှုတွေအပြင် နားထဲမှာသွေးကြတဲ့အထိရိုက်နှက်ခံရကြောင်းစစ်တပ်အတွင်မှာကြီးနိုင်ငယ်ချင်းအလွန်ဆိုးဝါးကြောင်းပြောဆိုပါတယ်။သူတို့ပတ်စံရဖို့အတွက်ကြံတဲ့အောက်လက်ငယ်သားတွေကိုဘာတခုမှ မကြည့်ဘူး။အခုကြည့်ကြည့်လိုက်ပေါ်တာဆွဲတဲ့ညင်ပန်းနှိပ်စက်တဲ့ပြည်သူလူထုကိုတက်ထဲမှာကြီးနိုင်ငယ်ချင်းတွေတိတ်ရှိတာပေါ့။ကျွန်တော်တို့ထမင်းစားနေရင်တော့ထမင်းခဏခဏစားလို့ ပါဖြစ်လို့ညာဖြစ်လို့ဆိုပြီးရိုက်နှက်တယ်ပထမအခေါက်ကျွန်တော်ကိုရိုက်တဲ့နေ့ကနားထဲသွေးပါကြတယ်အခုမေလ25ရက်နေ့နနက်ခင်းပိုင်းပြင်းမဲ့နေ့နနက်ခင်းပိုင်းကျွန်တော်ကိုကင်းဆောက်တာဟိုကြီးဒီကြီးမလုတ်ပဲနဲ့ဘာတွေလုတ်နေတာလဲဆိုပြီးတချက်ထိုးတာနှာခမ်းမှာကွဲသွားတယ်ကျွန်တော်ကိုကြီးနိုင်ငယ်ညင်းလှုပ်တာအဲ့မှာဆရာတွေကထိုးတယ်ကြိတ်တယ်လို့အလင်းဝင်လာတဲ့တတ်တာထမြက်ဝင်းကဆိုပါတယ် စစ်ကောင်စီလက်အောက်မှာစစ်မှုထမ်းတပ်သားတင့်များဖိနှိပ်ခံနေရပြီးအလင်းဝင်လျင်ခေါင်းဖြတ်တက်မယ်လို့စစ်တပ်ကတပ်တွေမှာဝါရမိုင်းလိန်လယ်တိုက်ထားကြောင်းဒါကြောင့်စစ်တပ်လက်အောက်မှာစစ်မှုထမ်းနေကြတဲ့တပ်သားတွေအနေနဲ့အလင်းဝင်လာကြရန်တိုက်တွန်းထားပါတယ်အာနာယူအောင်မှာဘာမှမဟုတ်ဘဲနဲ့ဖိနှိပ်ခံပြီးတော့နေမဲ့အတူတူတော့ဒီဘက်မှာအလင်းဝင်ရောက်ဖို့ပြောချင်တယ်။သူတို့ရဲ့ဝါရဖြတ်နဲ့လူတက်ချင်းခေါင်းဖြတ်ချင်းဆိုတဲ့ဟာတွေကတကယ်အမှန်တော့ ဒီဘက်ထဲမှာဘာတခုမှမလုပ်ဘူးနွေ့နွေ့ထွေးထွေးနဲ့ကြိုဆိုရလို့အလင်းဝင်လာတဲ့တပ်သားထက်မြက်ဝင်းကပြောပါတယ်။ယမန်နေ့မှာစစ်ကောင်စီကမြောက်ရီမြို့ကိုပြန်လည်သိမ်းပိုက်ရေးအတွက်နိုင်ငံတော်အဆင့်အောင်စရာစစ်ကြောင်းကိုဒုစစ်ကောင်ဆောင်စိုးဝင်းဦးစီးပြီးတော့ဖွဲ့စည်းကတိုက်ခိုက်နေပေမဲ့ယခုအချိန်ထိမြောက်ရီမြို့ကိုမရောက်ရှိနိုင်ပဲတေဆုံးသူများပြားခြင်းနဲ့အလင်းဝင်သူများပြားခြင်းဖြစ်ကြောင်းအောင်စရာစစ်ရေးမှာ မရှုမလရှုံးနေကြောင်း KNU တည်င်းအရေးမြစ်ကပြောဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံဖငန်းကျွန်း area မှာစေကြောင်ဆိုင်တဆိုင်ကိုပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ညပိုင်းကထိုင်းရဲ့တပ်ဖွဲ့တွေကဝင်ရောက်စီးနှင်း၍အလုတ်အကိုင်လုတ်ကိုင်နေတဲ့မြန်မာအမျိုးသမီး2ဦးကိုဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းမှာဖော်ပြထားပါဗျ။အဲ့ဒီဆိုင်မှာ ခရီးသွားဧည့်သည်တွေကိုရှီရှာတိတ်တဆိတ်ရောင်းချနေကြောင်း တိုင်ကြားချက်အရဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကဆိုင်ပိုင်ရှင်ကရုရှားတအူးဖြစ်ပြီးတော့ဆိုင်ဝင်နှန်းအဖြစ်လောက်ကိုင်းနေတယ်မဆန်နာဝင်42နှစ်နဲ့မတန်နာ28နှစ်တို့ကိုရဲတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ထိုင်းရဲတပ်ဖွဲ့တွေစစ်ဆေးနေတဲ့မဆန်နာဝင်မှာပြန်ပို့ခံရမှာကိုစိုးရိမ်၍ငိုကြေးခဲ့ကြောင်းရဲအရာရှိတွေကသူမကိုမစစ်ဆေးခင်အရင်နှစ်သိပ်ပေးခဲ့ရကြောင်းထိုင်းတရင်းမှာဖော်ပြထားပါတယ်။မဆန်နာဝင်မှာအဲဒီဆိုင်မှာအလုဝင်တာလေးလာခန့်ရှိပြီးဖြစ်ပြီး တာဝန်အနေနဲ့ရှီရှားအတွက်မိသွေးထွန်ခြင်းဝယ်ယူသူတွေအတွက်ရှီရှားအရေးပြင်ဆင်ပေးရခြင်းဆေးနဲ့အစားအသောက်များကျွေးမွေးအခမ်းရခြင်းစိုင်တန့်ရှင်ရေတို့ကိုလှုပ်ဆောင်ရကတပတ်လင်ဘတ်3000ရရှိတယ်လို့သိရပါတယ်။မတ်တန်နာမှာငွေရှင်းကောင်တာမှာလှုပ်ဆောင်ရပြီးတော့အော်ရာများရယူကငွေသားလွယ်ပြောင်းလှုပ်ဆောင်ပေးရကြောင်းဆိုင်ပန်ရှင်ရုရှားနဲ့တခါမှမတွေ့ဘူးပေမဲ့နေ့စဉ်ရောင်းရငွေတွေကိုသူ့အကောက်ထွဲကိုလွှဲပြောင်းပေးရတယ်လို့ထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးကတရားဝင် passport နဲ့အလုပ်လုပ်ခွင့် permit ရှိသူတွေဖြစ်ပေမဲ့ခွင့်ပြုအတိုင်းအတာထက်ဝန်ဆောင်မှုလုပ်ငန်းများကျော်လွန်လုပ်ကိုင်ခြင်းအကောက်ခွန်ဆိုင်ရာလှုပ်ထုံလုပ်နည်းများကိုရှင်းလင်းခြင်းမရှိတဲ့ကုန်ပစ္စည်းအယောင်ချခြင်းတို့ကို ဖုံးကွယ်ခြင်းတို့ဖြင့်ထိုင်းရဲတပ်ဖွဲ့ကတရားစွဲဆိုထားတာလို့ဆိုပါတယ်။ဆိုင်ရောင်းရောင်းငွေအနေနဲ့နေ့စဉ်ဘတ်တစ်တောင်းမှတစ်တောင်းခွဲအထိရောင်းရကြောင်းကို သိရပြီးတော့ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာရှီရှားအရေးအထုပ်ပစ္စည်းမျိုးစုံနဲ့ ဆက်ဆက်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ရုရှားစိုက်ပိုင်ရှင်ကိုစုံစမ်းစစ်ဆေးအရေးယူနိုင်ရန်မြန်မာအလုတ်သမားများအားတရားစွဲဆိုနိုင်ရန်နဲ့လှုံ့ဆော်နေကြောင်းထိုင်းသတင်းမှာဖော်ပြထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မြစ်ချောင်းများအတွင်မှာ ရေဝင်ရောက်မှုများလာကချင်းတွင်စစ်တောင်းနဲ့ဘကိုးမြင့်ရီတို့ကစိုးရိမ်ရင်မှတ်တို့ရောက်ရှိမီဖြစ်ပြီးတော့မြစ်ကမ်းပါနေထိုင်သူများအချိန်မီရွှေ့ပြောင်းနေထိုင်ကြရန်လိုအပ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပေရညွန်ကြောင်းမှုဦးစီးဌာနမိုးဇလားထံကနေသိရပါဗျ။တောင်ငူမြို့ဟုံမလင်းမြို့နယ်နဲ့ဘကိုးမြို့နယ်တို့မှာမြစ်ကမ်းအနီးမြေနှိပ်ပိုင်းနေထိုင်သူများကြိုတင်တတိပြုရန်လိုအပ်ပြီးတော့မြစ်ရီတပ်ပါကအချိန်မီရှောင်ရှားနိုင်ရန်လိုအပ်ကြောင်းထုတ်ပြန်ထားပါဗျ။ စစ်တောင်းမြေရကတောင်ငူမြို့မှာအဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှန်း600စင်တီမီတာ ဖြစ်ပြီးတော့လက်ရှိမှာ916စင်တီမီတာ3ပေခန့်ရောက်ရှိနေသဖြင့်လာမယ့်တရက်အတွင်းစိုးရိမ်ရေမှန်းရောက်နိုင်ကြောင်းသိရပါတယ်။ချင်းတွင်းမြေရကဟ ோம் လင်းမြို့ရဲ့စိုးရိမ်ရေမှန်း2900စင်တီမီတာ ဖြစ်ပြီးတော့လက်ရှိမှာ2858စင်တီမီတာ ရောက်ရှိနေသဖြင့်လာမယ့်နှစ်ရက်အတွင်းမှာစုံရင်ရေမတ်ရောက်ရှိနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ ပကိုးမြင့်ရေမှာပကိုးမြင့်ရဲ့စိုးရင်ရေမှန်၈၈၀စင်တီမီတာဖြစ်ပြီးတော့လက်ရှိမှာ၈၂၆စင်တီမီတာရောက်ရှိနေသဖြင့်လာမယ့်၂ရက်အတွင်းမှာစိုးရင်ရေမှန်ရောက်ရှိနိုင်ကြောင်းပါဝင်ပါတယ်။ဒါ့အပြင်တောင်ငူမြို့မှာခပောင်းချောင်းရေကြီးမှုကြောင့်တေးရွာရွက်ကွက်များအတွင်ရေကြီးရေရှမ်းများဖြစ်ပေါ်ကရေပြန်ကျနေပြီဖြစ်ပေမဲ့စစ်တောင်းမြေတက်နိုင်သဖြင့်တတိထိုင်ရန်လိုအပ်ကြောင်းတောင်ငူဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ယခုဇွန်လတတိယအပတ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရန်ကုန်မြို့အတွင်းရေကြီးရေလျှောက်မှုတွေဖြစ်ပေါ်နေတယ်လို့လည်းသိရပါဗျ။လာမယ့်9ရက်မှ9ရက်အတွင်းတိုင်းနယ်ပြည်နယ်များမှာမိုးထစ်ကြုံရွာနိုင်ကြောင်းစစ်ကောင်စီရဲ့မိုးစလားကထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ that keep the sea say just what I do in me chose a gem for me they ready to do a trap a that we be set me how it goes it tell you at me sana bring me be ma how I let me yeah you do it up be be that the desani yeah do ana you me chemo me can me yeah you know it's right yeah you ယုံကြည်သည်ဘာမတိဒီလိုရမွေးတဲ့အောင်စီတိတိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်သမိုင်းကြီးပြည့်စက်ပြေးကြကတိပြုသင်္ဆာတိဒီလူလူအပေါင်းပြီးစံသာပြရမည်နိုင်ငံတော်ကို sit on me. ်ပစ္စည်းစိတ်တဆွဲအထူးကြီးကြိုးစားပြတ်ကြော်မီဖယ်ရပြီတော်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရကြမီစာရာကူကြီးပေးမတာဝရလက်တွေ့နီရဲ့ရဲ့သွေးတော့ပြီးပြီးတတိပစ္စာကြီးရှန်ဒူအနာရှူမြခြေမုံကြီးချင်းနီ Yeah, 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 that's right, yeah, yeah, yeah. ယုံကြည်သည်ဘာမတိပြည်သူကမွေးတဲ့အောင်စင်သည်တိုက်ဝဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည် pesa te ja tribute sa ti di lu about di sanda ki ya ni nai ne no go to hey